လူပြောများနေတဲ့သချင်းတပုတ်မှာပါဝင်တရုတ်စာမီလို့ရောပြီးဝေဖန်ခံနေရတဲ့ဆိုင်းစီတုံခန်းတဲ့ဆိုပြီးတဲ့စဉ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစပေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေစိုင်းစီတုံကန်နဲ့စုပြည့်သင်းတို့ကတော့ပရိသတ်ရင်အချစ်တော်တယောက်စာမင်းသားနဲ့မင်းသမီးချော်လေးတို့ဖြစ်ပါရစေစိုင်းစီတုံကန်ပညာတဲ့အတိုင်းဝိုင်းကဆရာဝန်တူဖြစ်တယ်လို့စီဝိုင်းရလည်းချမ်းသာကြွယ်ဝရမျိုးရောကစင်တလာသူပါရွေဒီဂျီခညာပြီးတော့အမှုပညာကိုလည်းဝါသနာပါလုံးသူဖြစ်တာကြောင့်တယောက်ဆောင်တူဖြစ်စူးစမ်းရှောက်လန်းခဲ့သူဖြစ်ပါရစေအထူးသဖြင့်တော့နှကန်းဒီမာလေးရဲ့အသေးချော်မင်းသားတလက်ဖြစ်နေကြတာပါ မင်းသမီးဆိုဖြစ်တဲ့စင်ကတော့အထူးမိတ်ဆက်ပေးစရာမလိုတဲ့တရုတ်ဆောင်မင်းသမီးတူဖြစ်သလိုကယ်မီစုနှစ်စုကိုရရှိထားသူဟာစေဘောဒါဖြူတင်သူဖြစ်တာကြောင့်လေသူမကိုပရိသတ်တရားအရန်ကိုမှအားပေးချစ်ခင်ခဲ့ကြတာပါသူတို့နှစ်ဦးကအရန်နာမည်ကြီးခဲ့တဲ့ကျင်းပေါ်ဇလန်းတွဲမှာတွဲဖက်တရုတ်ဆောင်နေခဲ့ကြတာပါအဲ့ဒီဇလန်းတွဲက ကာရိုက်တာတွေဖြစ်တဲ့ဆီယာနေတေးဆိုတဲ့နာမည်တွေကပရိသတ်ကြမှာအရင်ရေးပန်းစားခဲ့တာပါ။တိတ်မကြခင်ကတော့ဆိုင်းစီနေစုပြေတို့ဟာနှစ်ယောက်သားတူတူတွဲဖက်တရုတ်ဆောင်ထားတဲ့တချင်း MTV လေးတစ်ခုထွက်ရှိတော့မယ့်အကြောင်းသိပေးလာခဲ့တာပါ။ကျင်ပေါ်ဇလန်တွဲရိုက်ကုန်ပြီးနောက်ဆိုင်းစီနေစုပြေတို့ဟာပွဲတဲ့ခန္ဓာတွေနဲ့ကြညာရိုက်ကူတာမျိုးတွေသာအတူတူရတတ်ပါရီ။ဒါကြောင့်မင်းသူတို့နဲ့ဦးအတူတရုတ်ဆောင်ခဲ့တဲ့စကားတွေကိုပရိသတ်တွေကပုံမှန်မျှော်လင့်ခဲ့ကြတာဖြစ်ပါရီ။အခုလိုမျိုးနာမည်ရပြီးသားဆိုတော့တယောက်ရဲ့တေးတချင်းတင်မှာအတူပါဝင်တရုတ်ဆောင်ထားတာဖြစ်တဲ့အတွက်သူတို့နဲ့ဦးရဲ့ ဲ့ပြိသက်တွေကတော့အရန်မျောလင်းခဲ့ကြတာဖြစ်ပါတယ်။စိုင်းစီနယ်စုပြည်တို့ပါဝင်တည်ဆောင်ထားတဲ့ဒိုနီယောရဲ့ချစ်ချင်းများဆိုတဲ့တခြင်းကတော့မေလာတီးရဲ့နေမှာ official ထွက်ရှိလာခဲ့တာပါ။အဆိုတော်နေမင်းအိမ်တည်ဆိုထားတာဖြစ်ပြီးတော့ V7 Entertainment ကထုတ်လုပ်ပြန်ကြေခဲ့တာပါ။တခြင်းထွက်လာတဲ့အချိန်မှာတော့ပြိသက်တွေကတော်တော်လေးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ရတာပါ။အကြောင်းကတော့နေမင်းအိမ်တည်ဆိုထားတဲ့တခြင်းက copy တခြင်းတစ်ပုဒ်ဖြစ်နေခဲ့တာပါ။ Iris ဝိုင်းပန်တစ်ခုဖြစ်တဲ့ One Direction ရဲ့နာမည်ကျော်သတင်း Night Changes ကို Intro မှာမချန်ကူးပြီးတော့မြန်မာစာသားတွေပြောင်းထားတာကြောင့်ဖြစ်ပါတယ်။ Copy သတင်းတွေပြန်ဆိုတာမထူးဆန်းပေမယ့် Name Aim နဲ့ V7 Entertainment ကတော့သတင်းမထွက်ခင်မှာသူတို့ကဝိုင်းချင်းတဲ့တပုတ်ကိုညညာထားခဲ့တာပါ။ Copy သတင်းကို Copy လို့မပြောတဲ့ပြင်အုံကျူးလိုလိုနဲ့ရောချထားခဲ့တာပါ။လူကြီးများဖို့အတွက်လည်းစိုင်းစီနဲ့စွပြေတို့ကအထူးတရုပ်ဆောင်ထားပါတယ်ဆိုပြီးတော့ထည့်သွင်းညွှန်ကြားခဲ့တာပါ ဒါကြောင့်လေအေးသချင်းပိုးအောင်မှာပရိသတ်တွေတော်တော်များကဝေဖန်မှုတွေမှတ်ချက်တွေရေးသားခဲ့တာပါမြန်မာပရိသတ်တွေ One Direction ရဲ့မြန်မာဖန်တွေကနေမင်းအိမ်ကိုပြပြင်းထထန်ဝေဖန်လောင်ပြောင်းခဲ့တာဖြစ်ပါတယ်ဒီလိုဖြစ်ပျက်တွေကြောင့်လေသချင်းမှာပါဝင်တည်ဆောင်ခဲ့တဲ့စိုင်းစီနဲ့စုပြေတို့ပါရောပြီးတော့အပြောခံနေရတာဖြစ်ပါတယ်အမှုပညာရှင်ရလို့တည်ဆောင်တာမှန်ပေမဲ့စီဝါရေးသမားရဲ့အုံချခံမဖြစ်အောင်အထူးကိဖို့လိုတယ်လို့လေစိုင်းစီနဲ့စုပြေကိုတတိပေးမှတ်ချက်ပြုခဲ့ကြတာပါ ပရိသတ်ကြီးကလည်းစိုင်းစီနဲ့ဆုပ်ပြေတို့ပေါ်မှာမမီတို့ရဲ့ထင်မြင်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်။ဗီဒီယိုလေးကိုဆုံးဖြတ်ချပါပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါရစေ။နောက်နေ့တွေမှာလည်းသတင်းအစ်တွေနဲ့တူပြန်လည်တွေ့ဆုံကြအောင်ပါ။မြမပြည်သူအပေါင်းကဲ့ကြီးသုံးပါးပေးကနေကင်းလို့ကြပါစေကြောင်းဆုတောင်းမေတ္တာစကားလေးပို့သားလိုက်ပါစေရှင်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီသေးနဲ့တူပြန်လာခဲ့ပါအောင်မင်းတို့။ဒီနေ့ရောအလောင်းတွေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားလုံးကိုကျေးဇူးထူးတင်ရှိပါရစေရှင်။ကျမတို့ရဲ့ပေးလေးကို like and follow လုပ်ခဲ့ပေးပါအောင်နော်။